ကော်မလေးကအသက်အစိတ်လောက်ပဲရှိသေးတယ်ဘိုင်ကြီးကတဖြည်းဖြည်းပြေးပူးလာတယ်အပြိုဖြစ်ပြီးတော့ဘိုင်ကြီးကပူလာတော့သူလည်းရှက်တာပေါ့ခုတဲ့ခါကျတော့ယူရီးယားဆရာကြီးကခွဲလိုက်တဲ့ခါမှာတဲ့တဲ့အလုံးကြီးအသားလုံးကြီးထွက်လာအသားလုံးကြီးကိုစတီဗန်စတီလင်မန်နဲ့မှထဲထားဓာတ်ပုံမှတ်တမ်းတွေရှိပါတယ်ဒီဟာအသားကိုဆန်းတက်ဖို့အတွက်ခွဲလိုက်တဲ့ခါမှာတဲ့တဲ့ဇပင်ကြီးကြီးထွက်လာဇပင်ကြီးအလုံးကြီးထွက်လာနောက်တစ်ခါတွားလူတွားသုံးယောက်မှပါလာပြီးတော့သူကဆိုလင်းကနေကြာလာတဲ့ခါကျတော့လက်ရှိကုံစင်းတုံးရဲ့အနေထားအတိုင်းဆိုငှားရမ်းကောက်တိုးပြီးတောင်းတယ်တောင်းတော့အဲ့ဒီဟာကို ငှားရတဲ့လူကမပေးချင်ဘူးဒီလိုတော့အလှလုပ်တာပါအလှကတော့ပြီးသွားပြီအမားတို့သားမိအတွက်ဒီမှာကြာစံကျော်နဲ့ချက်သားနဲ့ကြာစံကျော်ပါဆိုချကျူးရေအလှရဲ့ပုံစံလည်းမတွေ့ရဘူးဒါတမင်တို့လာမယ်ဆိုတော့တို့လာနေပြီစောင့်နေတော့လို့ပြောတဲ့အချိန်မှာစီရင်ထားတဲ့ပုံစံရှိတယ်အကြာစံကျော်ချကျူးလို့တို့ကလည်းဟိုရိုးရိုးသားသားပဲမှတ်လို့စားလိုက်တယ်ဆိုတော့အဲ့ကြာစံကျော်တို့စားလိုက်တဲ့ကြာစံကျော်ကဆောင်းနေခွဲလိုက်တဲ့အခါမှာစီရင်ထားတာဖြစ်တည်တွေ့သပင်းကြီးတွေဖြစ်နေတယ် ချက်သားအဖက်ကလေးတွေကစီနှားတာဖြစ်ပြီးတွားသုံးကြောင်းဖြစ်နေတယ်ကျွန်တော်အခုအသက်50ပါ50ဆိုတော့ကဟိုလွန်ခဲ့တဲ့နှစ်ပေါင်းအစိတ်လောက်တည်းကဟိုကျွန်တော်လူငယ်ဘဝတည်းဟိုဟာဒီဒီအရာတွေကိုပေါ့ဒီတရေတွေရှိတယ်အောက်လန်းတွေဆုံးနေဆိုတိတ်မယုံဘူးပေါ့မယုံကြည်ဘူးအဲအသက်အစိတ်လောက်မှာမယုံကြည်ဘူးဒါပေမဲ့လို့အစိတ်ကြော်လာတဲ့အခါမှာကျွန်တော်ဒီဆွမ်းနာပြောတဲ့ ဂမ်ဘီယာလိုင်းကိုကျွန်တော်စိတ်ဝင်စားလာအဲ့တော့ကျွန်တော်စဖတ်တယ်စဖတ်တယ်စဖတ်တယ်စဖတ်ပြီးတော့ဖတ်အားရလာတဲ့အခါမှာအပြင်မှာတကယ်ရှိမရှိကျွန်တော်လက်တွေ့သိချင်လာအဲ့ဒီကနေစပြီးတော့ကျွန်တော်လက်တွေ့ဒီနေပယ်တဲ့ကိုရောက်ရင်းနဲ့အခုအသက်50မှာအသက်အစိတ်ကျော်လောက်တဲ့ကိုကကျွန်တော်ဒီဂမ်ဘီယာလိုင်းကြောင်းရောက်လာပြီးတော့မှအခုဒီရွှေကျော်ဆရာကြီးနေနဲ့ကျွန်တော်ရက်တည်နေတာပေါ့နော်ရက်တည်နေတာပေါ့ဥပမာတခုကျွန်တော်ပြောရမယ်ဆိုကျွန်တော်ပြောတာကကုလေထဲကတခုပြောပြရမယ်ပေါ့နော်အဲလူတွေဒါဘုဒ္ဓတရားအောင်လို့ပြောပြမှာကျွန်တော်စီကိုပြောကလာကု ခုတဲ့အခါလဲကြားလိုက်ကြတော့ကျွန်တော်ကနေပြီးတော့လှုပ်ထားတဲ့အစွဲဝင်ဆန်းဆိုကျွန်တော်ဝင်ခိုင်းလိုက်တယ်အဲ့ခါမှာတော်တော်ခေါအောင်ပူပြီးဝင်လာတယ်ဘုံဝင်ကြီးသူကနေပြီးတော့ဝင်လဲဝင်လာပြီးတော့သူကဘာလုပ်လဲဆိုတော့ခြေထောက်ကိုကျွန်တော်တို့အဘာဘူးမင်းကောင်ထိုင်လို့ထိုင်လိုက်တယ်ထိုင်ပြီးတော့မှသူကနေပြီးတော့မှကျွန်တော်ကိုစကားပြောတယ်အခုရောက်လာတာဘသူတို့ကျွန်တော်တော့အေးအေးဆေးပဲမိတယ်ဘူးတော့ဘသူတို့ငါဘူးမင်းကောင်กว่าဟာဘူးမင်းကောင်ဆိုလို့ရှိရင်ဘူးမင်းကောင်ဒီ ဟုတ်ဆရာကြီး69ပါမှာပါတဲ့ဝိဇာကြီးဖြစ်တယ်ဖြစ်တဲ့အတွက်ကသူဒီဝင်ပူးเสียအကြောင်းမရှိဘူးဝင်ပူးတာတော့ဝင်ကတ်တာတော့ဟာဝိဇာမဟုတ်ဘူးတရေတစီမိษาနာနာဘာဝအစိမ့်တရေနောက်တစ်ခါဒီဟိုနက်တွေပေါ့နော်38မင်းအောက်နက်တွေပေါ့နက်တွေမှာကျွန်တော်တို့ကဟိုဓာတရထဝိတုတကဝိတုဘကကုရဆိုတဲ့နမင်းကြီး၄ပါးကတော့အထက်နက်ခေါ်တာ ပေါ့အဲ့ကနေနက်ပြေ6ထက်ကတော့အထက်နက်တွေပေါ့အထက်နက်တွေကဝင်မပူးဘူးလူတိုင်းအခုကဝင်ပူးလာတယ်ဆိုတော့အောက်နက်လို့ပဲကျွန်တော်တို့ကပြောရမှာအောက်နက်ဆိုတာအများအပြားတော့ အစိမ့်တီလူဟာမျိုးတွေအောက်နက်တွေဖြစ်တာဟုတ်အမှန်တိုင်းပြောပါဘူးမင်းကောင်မဟုတ်ဘူးဆိုတော့ဟာကိုသူကဘူးမင်းကောင်လုပ်တဲ့အခါကျတော့ကျွန်တော်အနေနဲ့ဘာလို့ ਆ ကဲဘူးမင်းကောင်ဟုတ်လို့ရှင်တော့ကျွန်တော်အနေနဲ့ရင်းနှီးလေးဆက်လိုက်မယ်ရင်းနှီးသွားယူဆိုပြီးတော့အောက်ကတပည့်ယူခိုင်းလိုက်တယ်ပူပူလေးကိုယူလာတာပူတာမှအငွေတစ်ဆောင်းလုံးထားနေတဲ့ပူပူလေးယူလာခဲ့ဘူးမင်းကောင်ဆိုလို့ရှိရင်မပူစိနဲ့ဘူးမင်းကောင်မဟုတ်ရင်ပူစမ်းဆိုရင်တော့လောင်းချပလဲတခါတယ်အဲ့မှာထခုံပါလေရောပူလုံးအကြီးလိုထခုံပါလေရောအပြီးလဲပြီးရောကဲပူသွားတဲ့အတွက်ဘူးမင်းကောင်မို့ပြောဆိုတော့ ဲ့တော့ငါရွာတော်ရှင်ပါကွာတဲ့ငါ့ကိုတဲ့သူ့ကိုမကျင်တတ်တဲ့အခုလူနာကိုမကျင်တတ်တဲ့သူကငါရွာတော်ရှင်ကိုပွဲတွေပါလာပေးပြီးတော့နေ့နံနဲ့ဓာတ်ပုံနဲ့ဒီလူကိုတခုခုဟုတ်လားကြမ်းမိုင်မကောင်းလုပ်ပေးပါဆိုလို့ငါလောက်ရတာပါကွာအဲ့ဒါဆိုဘာဖြစ်လို့ဝိဇ္ဇာကြီးတွေနဲ့မဲတုံးရတာတော့ဆိုပြီးတော့ကျွန်တော်မှအဲ့လိုဆက်ရတာရှိတယ်အဲ့တော့ကကျွန်တော်ပြောချင်တယ်အဲ့မှာမက်သက်တခုကျွန်တော်ပြောချင်တာကဒီဝင်လာတော့အစွဲကို သူပါဇက်ကပြောတိုင်းကိုကျွန်တော်ကမယုံပါဘူးဆိုတဲ့မှတ်သက်ရှိတယ်။တချို့ကြတော့အာဘုံမင်းကောင်ဝင်နေဆိုပြီးတော့ပြောတဲ့အတိုင်းအဲ့ဒါကိုယုံလိုက်လို့ရှိရင်ကျွန်တော်တို့ကမှားသွားမှာပေါ့။ဝင်ပူးတဲ့အစွဲကိုပြောတဲ့ဟာကိုကျွန်တော်ကယုံလိုက်ရင်လဲသွားမယ်။အဲ့တော့ကျွန်တော်အဲ့ဒါလေးကိုကျွန်တော်တို့ကနေပြီးတော့ဝင်ပူးတဲ့အစွဲပြောတာကိုမယုံဘူးကိုဒီဟာလေးကိုကျွန်တော်တို့ကပြောချင်တယ်။နောက်ပြီးတော့ဆွမ်းနာပြောလို့ဝိဇ္ဇာဟာမပူဘူးဆိုတာကိုလည်းပြောချင်တယ်။ဝိဇ္ဇာဒီဆွမ်းနာပြောတဲ့သူတော်ကောင်းသူမြတ်လောင်းဟုတ်လားဒီ ဟိုတသနာအတွက်ကိုကောင်းမှုကုသိုလ်တွေလုပ်နေတာပို့ဖြစ်အတွက်ဒီပုဂ္ဂလိကဆန်းဆန်းဟုတ်လားဝင်ပြီးတော့ပူးတာတော့ဝင်ပြီးကတ်တာတော့ဆိုတာဟာမဖြစ်နိုင်ဘူးတချို့ကြတော့နာမည်သုံးတာတွေရှိတယ်အဲ့ဒါတွေကျွန်တော်တို့ကဟိုလူတွေအများသိဖို့လူတာပေါ့နော်ဘလို့ရှိလဲဆိုတဲ့ခါကျတော့ကျွန်တော်ဒီကုထားတဲ့အစွဲထဲမှာဝင်လာတဲ့တရေကိုမေးကြည့်တယ်ဝင်လာတဲ့တရေကဝင်ပူးတယ်ဒီလူကိုသူကစီးပွားပြအောင်လုပ်တယ်ဘယ်တော့မှစီးပွားပြအောင်လို့ဆိုတော့ဆိုင်ဆိုင်ဖွင့်ထားတယ်ဆိုင်ဆိုင်ဖွင့်ထားတဲ့ဆိုင်ကလုံးဝ ရောင်းကောင်းနေတဲ့ဆိုင်ကလုံးဝရောင်းမကောင်းတော့ဘူးအဲ့ဒါနဲ့ရောင်းမကောင်းတဲ့ခါကျတော့အဲ့တယောက်ကရောင်းမကောင်းလို့ကဆရာဆိုလာတော့တို့ကဘယ်ရောက်ကူတယ်ဆရာမင်းတို့ရောင်းကောင်းပါသေးဘာဘူးလဲဆိုပြီးတော့ငါတို့ကတွက်ချက်ပြီးတော့ဟာလာလောက်တာမဟုတ်ဘူးအဲ့တော့ရောင်းမကောင်းဆိုလို့ရှိရင်မင်းဒီတွေးရသားကိုရောင်းမကောင်းတာလားယာတိဂုရုအချိန်ကြီးရဟာလာကြံတဲ့အချိန်ကြီးအရာရောင်းမကောင်းတာလားဒါမို့မနာလိုလို့တခုခုနဲ့လို့တော့ရောင်းမကောင်းတာအဲ့ဒါကိုငါစစ်ပေးမယ်ဆိုကျွန်တော်စစ်လိုက်တဲ့အခါမှာဝင်လာတဲ့အဆွေကတရေဖြစ်နေတယ်သူ့ရဲ့ဆိုင်ဝါမှာသူ့ကိုလိုကြီးနဲ့ပိတ်ထားတယ် တရဲမဟုတ်တော့တရဲတဲ့ကြီးတဲ့ဟိုဟာပေါ့တပတ်ဖြစ်နေပြီအမွှေးတွေဆိုရင်ကျွန်တော်သူကျွန်တော်ကမမြင်ရဘူးတော်တော်မင်းရဲ့ခြေနေဘလို့ရှိလဲမင်းတရံဘလို့ရှိလဲကျွန်တော်မေးမြန်းတာပေါ့မေးမြန်းတဲ့ခါမှာသူပြောပြတာသူ့ခန္ဓာကိုယ်ကလူဝင်ကြီးလို့ဖြစ်နေပြီသူဒီတရဲတတန်အ ਨੇ ဆုံးကသူကနှစ်ပေါင်း30ကျော်မှရှိအတူကိုဆွမ်းနာပြောလို့ဘယ်ကနေပြီးတော့မင်းကဒီကိုရောက်လာတာတော့ကျွန်တော်ဆက်မေးတဲ့ခါမှာတင်းညိုင်းမှာငါတို့ကိုတင်းညိုင်းမှာငါတို့ကိုလာပြီးတော့ခေါ်စာပြည့်တယ်လို့ကြွေးတယ်ကျွေးတော့လဲငါတို့ကလာစားတာပေါ့ကွာတဲ့ အောင်လန်းဆရာလာကြွေးတာသူ့အောင်လန်းဆရာမှလည်းသူကမသိဘူးတဲ့အဲစားတဲ့အထဲထဲမှာဆိုအကောင်သေးတွေကိုမယွေးဘူးတဲ့အကောင်ကြီးတဲ့ငါ့ကိုသူ့ပညာနဲ့ဖမ်းချုပ်ပလိုက်တယ်ဖမ်းချုပ်ပြီးတော့ငါ့ကိုခေါ်သွားတယ်ခေါ်သွားပြီးတော့သူ့အိမ်မှာသူထားတယ်သူ့အိမ်မှာထားတဲ့အခါမှာသူကဒီထွက်လို့မရအောင်သူ့ရဲ့အစီရင်တွေပေါ့ဒီပိတ်ဆာမှာပိတ်ဆာဖြူမှာအင်းနေချထားပြီးတော့အဲ့ဒါနဲ့သူကိုကနေခေါ်လာတဲ့မြေကြီးကဲပေါ့တင်းကြိုက်မြေကြီးကဲထဲမှာဒီကောင် ်တွင်းပြီးတော့ခေါ်လာတယ်ပြီးတော့မှအဲ့ဒီဥစ္စာအုပ်ထားတယ်အုပ်ထားပြီးတော့ဒီကောင်ချုပ်ထားတာပဲချုပ်ထားတယ်ချုပ်ထားပြီးတော့မှသူကဘာလဲဆိုတော့သူလိုချင်တဲ့သူကိုဘာသွားလို့ဘာသွားလို့ဘာသွားလို့ခိုင်းတယ်အဲ့ဒါကိုမလုပ်လို့ရှိရင်သူတို့အစာမကျွေးဘူးသူတို့ကျွေးတဲ့အစာကတော့မျိုးစုံရှိတယ်အများပြင်းတော့သူတို့နှစ်သက်တဲ့အမဲသားပေါ့အမဲသားကိုကျွေးတယ်နောက်တစ်ခါကြက်သားကိုကျွေးတယ်ကြက်သားကျွေးတယ်ဆိုတော့ချက်ကျွေးတာမျိုးသူကအစိမ့်နေကျွေးတယ်ကြက်ဆိုလို့ရှိလို့ရှိရင်လည်းအစိမ့်ကို၆တိလက်တွေချိုးပြီးတော့ချကျွေးတယ် ဒါသူကသူတို့ခိုင်းလို့အောင်မြင်လို့ရှင်ကျွေးတယ်အမေသားဆိုလို့ရှင်လည်းတိုးတန်ရဲနဲ့အစိမ်းကျွေးတယ်ငါပြောဘက်ကိုတင်ပြီးတော့ကျွေးတယ်အတိုင်းနဲ့ဆွမ်းနာပြောလို့မအောင်မြင်ဘူးဆိုတော့ဒန်ခတ်တယ်ဒီတရေတစေဆိုတာရှိတယ်တင်းကြိုင်းမှာဆွမ်းနာပြောသူတို့တီးတဲ့တွားပြီးတော့မှအကောင်ကြီးတွေကိုခေါ်လာတာရှိတယ်နောက်တစ်ခါဘာဖြစ်လဲဆိုတော့လမ်းမှာအက်ဆီဒင့်ဖြစ်ပြီးတော့မှကားတိုက်သွားတယ်ကားတိုက်ပြီးတော့ဒုံးဆိုတေသွားတဲ့အချိန်မှာဂက်ဘော်ဒီကိုလာမတင်နိုင်သေးဘူးလှမ်းပြီးတော့အမ်ဘူလန့်ကိုခေါ်နေတဲ့အချိန် ဲ့မှာအောက်လန်းဆရာလိုဟာမျိုးကဂျူပါတာမဟုတ်တော့အောက်လန်းဆရာမှလည်းမသိဘူးအပေါ်ပြူအောက်ပြူဝစ်ချင်ဝင်မယ်အပေါ်အညူအောက်ညူဝစ်ချင်ဝင်မယ်ဟုတ်လားဒါမှမဟုတ်တခြားကာလာဆိုဝစ်ချင်ဝင်မယ်အနားရောက်လာပြီးတော့ဟာတနာပါတယ်ဘာညာကွိကွာပေါ့နော်ပြောဆိုပြီးတော့မှအဲဆွမ်းနာပြောဇပင်လေးတစ်ချောင်းထုတ်ပြီးဖက်မင်းငါနဲ့လိုက်ခဲ့ဆိုပြီးတော့ခေါ်သွားတဲ့ဟာကိုပါသွားတဲ့တိရိလေးရှိတယ်ဒီအောက်လန်းကချုပ်ထားတဲ့ဟာဖြစ်တည်အတွက်ကကိုအင်းရအမျှဝေလေတာရုခေါ်လို့မရဘူးအဲတော့တနာတရေဘောကတော့တကယ်တမ်းကျတော့ဒီမိစ္ဆာတွေ ဟိုဒီလူမိတ်စာပေါ့လူမိတ်စာတွေကချုပ်ထားတဲ့အတွက်ဒီတရေဘောကတော့တနာဖို့ကောင်းတယ်ကျွန်တော်နဲ့တွေ့တဲ့ခါကျရင်တော့ကျွန်တော်တို့ကမင်းဘာကြီးလှုပ်ထားတယ်လဲစစ်တယ်သူ့ကိုကြမ်းမိုက်မကောင်းအောင်လှုပ်တယ်ဘိုက်ကိုနှိပ်တယ်လေဘင်းကိုနှိပ်တယ်အခုံပြီးတော့တက်ပြီးတော့နင်းတယ်မင်းဒါရင်မလုံးနဲ့လုံးလို့မရတော့ဘူးဒီအင်ရှင်ရဲ့ဟောလာဒီလူနာရဲ့အသက်နဲ့ခန္ဓာငါတို့အပ်လိုက်ပြီးအဲ့တော့ကမင်းနေနဲ့ဒါမလုံးကတော့ဘူးသူ့ပြောပြရဲဆုံးမရဲပြီးလို့ရှိလို့ရှိရင်အဲ့လိုဆုံးမတဲ့အချိန်မှာဘာဖြစ်လဲဆိုတာကြတော့ तू နားဝင်သွားတာရှိတယ်နားဝင်မဲနဲ့ ဘုံနိုင်ချဲပြီးဂလန်ကဆန်လောက်တာရှိဂလန်ကဆန်လောက်တဲ့ခါဆိုရင်ကျွန်တော်တို့မှရှိတဲ့ကျိုးပိုင်ချိန်မဲ့ဒုတ်ပိုင်ဓာတ်ပိုင်နေနဲ့ချုပ်တော့ပြီးတော့ဒန်ပေးရတာရှိရှိပါတယ်အခုမှမဟုတ်ဘူးဟိုဖះရှင်လက်ထက်တော်တွေဟိုရှိပါတယ်နောက်ဒီအောက်လန်းတို့ဆုံးလို့ကိုဝေတို့ပညာတွေဆိုရလဲဖះရှင်လက်ထက်တော်တွေရှိပါတယ်ဖះရှင်လက်ထက်တော်ဆိုဖះရှင်ပွင့်နေလို့ဆိုလို့နှစ်ပေါင်း2500ကျော်သွားပြီဟိုးရင်ထဲကရှိတဲ့ပညာတွေတိုးတော်ဒီဂမ်ဘီယာပညာတွေကိုဟိုလေ့လာလိုက်စားတဲ့ပုံကိုယ်တွေရှိသလိုစိတ်ဝင်စားတဲ့ပုံကိုယ်တွေလည်းရှိတယ်အဲ့လိုတော့ကွဲတာပေါ့ကျွန်တော်တို့တော့လေ့လာလိုက်စားပြီးတော့မှစိတ်ဝင်စားတဲ့ပုံကိုယ်တွေမှာပါတာဖြစ်သည့်အတွက် အစဉ်တစ်ဖြင့်ကျွန်တော်ကတော့အဲဒူနာတွေလာလို့ရှိရင်ကျွန်တော်ပြောကကူပေးပါမယ်ကျွန်တော်စီရောက်လာလူပျောက်ကင်းအောင်ကူပေးပါမယ်ပတ်စံမရှိတဲ့သူတွေကိုတပြားမှမယူပါဘူးရှိတယ်တော့တခုဟိုပါပေါ့ကျွန်တော်ဟိုပါမှာအရှိတကုံမှာသွားကူတော့မှာဆိုလို့ရှိရင်အဲ့တဲ့အိမ်လုံးတိမ်လုံးတော်ကြဘာညိုဝင်လာလိုက်တော်ကြဘာလှုပ်လိုက်ညာလှုပ်လိုက်ပေါ့အဲ့ဒါမျိုးတွေပေါ့နောက်ဟိုတချို့တွေပြောကတွေဆိုပြီးတော့ယောဂမဟုတ်ဘဲနဲ့အရှိဟဝင်လို့နောက်ကလိုက်ဝင်တာတွေလည်းရှိတယ်ပေါ့ ဒီမမရေရကတော့ခုနကကျွန်တော်တော့ပြန်ပြောရှင်းတော့ပါဘူးတော်ကြပါဘူးလို့လဲဆိုတော့ကူးတဲ့လူတွေလည်းတော်ကြဟွာဖြစ်မှာဆိုလို့ရုပ်ကိစ္စလည်းဟုတ်ဘုန်းကြီးဟန်တန်ကမေတီလာရင်တပြားမှမယူပါဘူးပတ်စံရှိတဲ့သူဆိုရင်တော့ထိုက်တဲ့နဲ့ငွေကြေးကိုကျွန်တော် ပြောမယ်တော်တော်ပျောက်ကင်းမှကျွန်တော်တောင်းတယ်မပျောက်ကင်းမပြီးနဲ့ဖြစ်စဉ်တွေရှိပါတယ်သူတို့ယူရီးယားမှသွားကူးတယ်ကော်မလီကအသက်အစိတ်လောက်ပဲရှိသေးတယ်ဘိုက်ကြီးကတဖြည်းဖြည်းပူလာတယ်အပြိုဖြစ်ပြီးတော့ဘိုက်ကြီးကပူလာတော့သူလည်းရှက်တာပေါ့ ာနဲ့ယူရီးယားမှာသွားကုတယ်ကုတဲ့အခါကျတော့ယူရီးယားဆရာတွေကခွဲလိုက်တဲ့အခါမှာတကယ်အလုံးကြီးအသားလုံးကြီးထွက်လာအသားလုံးကြီးကိုစတီဗန်စတီလင်မန်နဲ့မှထဲထားဓာတ်ပုံမှတ်တမ်းတွေရှိပါတယ်ဓာတ်ပုံမှတ်တမ်းတွေမှာရိုက်ရလဲရိုက်ပြီးတော့ပြလဲပြီးတော့အဲ့ဒါကိုသူတို့ကဒီဟာအသားကိုစမ်းတက်ဖို့အတွက်ခွဲလိုက်တဲ့အခါမှာတကယ်သပင်းကြီးကလေးကြီးထွက်လာသပင်းကြီးအလုံးကြီးထွက်လာနောက်တစ်ခါတွားလူတွားသုံးချောင်းမှပါလာအဲ့ဒါနဲ့ယူရီးယားဆရာဝန်တွေလန့်သွားတယ်လန့်သွားပြီးတော့ကျွန်တော်တို့ကတော့ဒီအလုံးတော့ထုတ်လိုက်ပြီဒီလုံးကတန်မှန်အလုံးမဟုတ်ဘူး ပျောကဆရာရှာပြီးတော့ကုပါဆိုပြီးတော့ကိုကလမ်းညွန်လိုက်တယ်အဲ့တော့ရန်ကုန်ရောက်လာတယ်ကျွန်တော်နဲ့ဖေဖို့မှာတွေ့တယ်အကျောက်ကအတိတယောက်ကမိတ်ဆက်ပေးတယ်အဲ့ဒါနဲ့ကျွန်တော်စီရောက်လာကျွန်တော်စစ်တယ်စစ်တော့မှဝင်ပူးခိုင်းတော့မှဇလန်းပေါ်လာတယ်ပေါ်လာတော့သူတို့ကဆိုင်ကြီးတစ်ဆိုင်ကိုငှားထားတယ်အဲ့ဒါက၄၅နှစ်လောက်ဖြစ်သွားပြီဟိုး၄၅နှစ်စားငှားတဲ့ကနှုံနာအတိုင်းပဲသူကပေးနေတယ်ပေးတော့ခုကသူက၄၅နှစ်ကြာလာတဲ့ခါကျတော့လက်ရှိကုံစင်းတော့ရဲ့အနေထားအတိုင်းသူကငှားရမ်းကောက်တိုးပြီးတောင်းတယ် တောင်းတော့အဲ့ဒီဟာကိုငှားထားတဲ့လူကမပေးချင်ဘူးမပေးချင်တဲ့အခါကျတော့ तू ကအမျိုးမျိုးပဲသူတို့ဒီတားမိညောက်ကဒီငှားရမ်းကသွားတောင်းမှုသွားမယ်လို့စိတ်ကူးလိုက်တာနဲ့တခုခုဖြစ်တယ်ပြဿနာတက်တယ်တခုခုမသွားပြအောင်ဖြစ်တယ်နောက်ဆုံးလဲကြလဲကြတော့သူတို့ကအဲ့ဒါမရရအောင်သွားမယ်ဆိုပြီးတော့သွားလဲသွားဟောကိုလဲကြလဲကြဟောဒီနေ့တော့အလှလုပ်တာပါအလှကတော့ပြီးသွားပြီအမားတို့တားမိအတွက်ဒီမှာကြာစံကျော်နဲ့ချက်သားနဲ့ကြာစံကျော်ပါဆိုချကျူးအလှရဲ့ပုံစံလည်းမတွေ့ရဘူး ဒါတမင်တို့လာမယ်ဆိုတော့တို့လာနေပြီစောင့်နေတော့လို့ပြောတဲ့အချိန်မှာစီရင်ထားတဲ့ပုံစံရှိတယ်။အချာတန်ကျော်ချကျလို့တို့ကလည်းဟိုရိုးရိုးသားသားပဲမှတ်လို့စားလိုက်တယ်။ဆိုတော့အချာတန်ကျော်တို့စားလိုက်တဲ့ချာတန်ကျော်ကဆောင်းနေခွဲလိုက်တဲ့ခါမှာစီရင်ထားတာဖြစ်တည်တူရဲ့သပင်းကြီးတွေဖြစ်နေတယ်။ကြက်သားအဖက်ကလေးတွေကစီရင်ထားတာဖြစ်တည်တူသွားသုံးချောင်းဖြစ်နေတယ်။သုံးစားတို့ကဆွဲတင်တယ်ဒီကတူတော့ဆွဲတင်လားတင်ဟာတင်းနေလို့အဲ့ဒါဗီဒီယိုမှတ်တမ်းနဲ့အဲ့ဓာတ်ပုံမှတ်တမ်းနဲ့ရှိပါတယ်ဆိုတော့ အဲစားတာသွားတာအဲဟိုလှုပ်တာကင်တာတတိထားဖို့လေဒီကပြောချင်ပါတယ်အသူများကျွေးတိုင်းအသူများဟိုကပြူတိုင်းစေတနာနဲ့ကျွေးတာလားအတို့ဘာများတခုခုအောက်ကြံပြီးကျွေးတာလဲဒါလေးသတိချက်ဖို့လေဒီနေရာကကျွန်တော်ပြောချင်ပါတယ်ဒါတွေကကျွန်တော်ဘဝမှာလက်တွေ့ကုပြီးတော့လက်တွေ့တိခဲ့ရတဲ့အမြင်တွေကိုကျွန်တော်ချပြတာပါကိုယ်တိုင်လှုပ်တာရဲ့ဆောမပြောတဲ့ဒီပတ်စံရလို့လှုပ်တာနှစ်မျိုးသားရှိပါကိုယ်တိုင်လှုပ်တဲ့လူတွေတော့အညှိုးကြီးတယ်ကျွန်တော်တော်တော်ခုပါတယ်သူကိုယ်တိုင်လှုပ်တော့မရမချင်းလှုပ်နေတော့ တော့ပတ်စံမကုန်ဘူးလေသတိရတိုင်းလုံနေတာအဲ့အဲ့လိုမျိုးကြတော့ကျွန်တော်တို့ကဘာလို့ ਆ ဆိုတော့ကိုယ်တိုင်လုံတဲ့လူဆိုရင်တော့သူ့ကိုနောက်ထပ်ပျော်ကမဖြစ်အောင်ပျော်ကစစ်ပြီးတာနဲ့ဖြစ်နိုင်ရင်ဒီဆွမ်းနပ်ပေါ်တဲ့ဂိုင်းရဲ့စီမင်းစီကန်းနေပြစ်စာရိုက်ထိနေသူ့ကိုဆေးပါပေါက်ပေးလိုက်ဒါမှသူကိုလုံသွားမှာအဲဆွမ်းနပ်ပြောတဲ့ပတ်စံရလို့လုံတဲ့လူဆိုတော့သူ့မှာပတ်စံစိုးအောင်မဒီလိုဒုက္ခပေးဖို့အတွက်လက်ထက်မှာပတ်စံရတော့မှသာလေဆရာကြီးဆရာမကြီးသူ့လိုလုပ်ပေးပါဆိုပြီးတော့ပေးမှာဟိုကလည်းပတ်စံရမှလုံမှာပေါ့အဲ့ဒါကြောင့်နည်းနည်းပြော့တာပေါ့ကျွန်တော်တို့ကဒီကုတဲ့အခါမှာကိုယ်တိုင်လုပ်တာလား ပတ်စံအောင်လုပ်တယ်လားဆိုတော့တင်ရှာကျွန်တော်ကမေးရကိုယ်တိုင်လုပ်တယ်ဆိုတော့ကျွန်တော်တို့ကသူ့ကိုထပ်ပြီးတော့ဆေးပေါက်ဖို့လိုလာပြီကာဖို့လိုလာပြီနောက်သူ့ကိုရှောင်းရမ်းဆောင်ရမ်းနေလိုလာပြီအဖះတရားလုပ်ဖို့လိုကျွန်တော်တိုက်တွန်းရတာပေါ့နော်ဆွမ်းတာပြောတဲ့အငှားနဲ့လုပ်တာတော့ဆွမ်းတာပြောတဲ့ဟိုပတ်စံအောင်လုပ်တာတို့ကြတော့သူကနောင်ပတ်စံမရတော့ဘူးလာမပေးတော့ဘူးဆိုရင် तू မလုပ်တော့ဘူးလေပတ်စံရတဲ့ခါကျရင်လုပ်လိုက်တယ်အဒါမျိုးပေါ့ကြေးစားတွေပေါ့ဆိုအဲ့ဒါမျိုးကိုကျွန်တော်တို့ကဘယောကကူးတဲ့အခါမှာလဲတေးချာချာဒီဥစ္စာနှမျိုးနှစ်ဆောက်ကိုစစ်ပြီးတော့မှဟိုကိုလိုရမယ့်လုပ်ငန်းစဉ်တိုင်းဆောင်ရွက်ပေးရတာရှိတယ် ော့ဒီဥစ္စာနဲ့ပြောမယ်ဆိုရင်တော့ပြောမဆုံးအောင်တောတုံးအောင်ပဲအများကြီးပေါ့နော်